Hello ဒီနေ့ပေါ့နော် sharing လုပ်ပေးခြင်းတဲ့ဟာလေးရလေးတော်တော်အဲကိုက energy vampires ဒီနည်းနည်းလေး attach ဖြစ်နေရပါတော့ကိုဘေးနာမှာကိုနဲ့နောက်ပြောအလုပ်လုပ်တဲ့ community ပဲဖြစ်ဖြစ်ကိုနဲ့ community same community တစ်ခုတည်းရပဲဖြစ်ဖြစ်ပေါ့နော်အော်ဒါမှမဟုတ်ကိုယ့် client နေတဲ့ရပဲဖြစ်ဖြစ်ပဲအကြောင်းရာနဲ့မဆိုးပေါ့ဒီအပိုင်းမှာလုံးဝ energy vampires တွေကတစ်မျိုးပြီးတစ်မျိုးကိုတက်လာတယ်မထင်မထားတဲ့သူတွေလည်းရှိရပေါ့အစိုးဆုံးကတော့ဗာလဲဆိုရင် block လိုက်လို့မရတဲ့စိတ်ထဲမှာရောအပြင်မှာရော block လိုက်လို့မရတဲ့သူတွေကဗာ energy vampire ရဲ့အနေနဲ့အဲ့လိုမျိုးဖြစ်နေရပေါ့နော်ဆိုတော့အာဒီအချိန်လေးနဲ့လေး handle လုပ်တဲ့အခါမှာငါတို့ဖြစ်ကျမအဆောင်တွေပုတ်တက်တယ်ပေါ့နော်အပြင်မှာလူတွေ့ဟောတာပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားတစုံတယောက်နဲ့သွားတွေ့ပြီးတော့ပေါ့နော် ပြောတာပဲဖြစ်ဖြစ်ဟိုကျွန်မအမြဲတမ်းဟိုကာကွယ်နေနေပါတော့เนาะအဓိကဘာကာကွယ်လဲဆိုရင် energy vampires တွေအပေါ်လာမှာမျိုးမြင်အတော့မမြင်အတော့မြည်တိမီးနေမှုဆိုပေါ်လာမှာမျိုးအရန်ကြောက်တယ်ပေါ့เนาะဆိုတာမျိုးတွေဝလီဝထားရှိတယ်အမ်ဆိုတော့အခုလေဒီနေ့ပေါ့เนาะအဲ့လို energy vampires တွေကနေပြီးတော့လွတ်အောင်ကင်းအောင်တို့မဟုတ်အတားအဆီးတစ်ခုခုဖြစ်အောင်ပေါ့เนาะ အပြုတ်ကိုကိုတိုင်းလည်းအဲ့လိုတိတ်ထိရန်နာတွေကိုတိတ်ထိတင်တဲ့နီလန်ပေါ့နော်အခုဝတ်ထားတဲ့ထားပါတော့ဒါဆို fancy တွေပါတယ်နော် crystal တွေပါတယ်ခါကျရင်ကိုယ့်ရဲ့တကယ်တန်မှုကြီးရွှေတို့ငွေတို့ဗရန်များတို့လိုဟာမျိုးပေါ့နော်ဆိုတော့အဲ့လိုအရာမျိုးတွေကိုအဝတ်ဝတ်လေးဝတ်ထားရှိရတူတွေအတွက်ဆိုလို့ရှိရင်ကိုယ့်ရဲ့ ကိုနှိမ့်တိုင်းအဲ့ဒီပေါ့နော်မကောင်းတဲ့ energy ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ်ဆုတ်ယုတ်သွားစေတဲ့ကို့အကျိုးကိုမလိုလားတဲ့ energy ပေါ့နော် so energy vampires တွေကဘာလဲဆိုရင်လေကို့ကိုတခုခုလာပေးတာမျိုးဘာမှမရှိဘူးစိတ်ခွန်အားပေးတာရုပ်ပိုင်းဆိုင်ရာဆိုတဲ့တခုခုပေးတာနာမ်ပိုင်းဆိုင်ရာ energy connection တခုခုပေးတာမျိုးလုံးဝမရှိဘဲနဲ့ကွာကို့တို့ဖြစ်ရဖြစ်ကြောင်းပေးခြင်းဘာမှမရှိဘဲနဲ့ကို့စီကအယူကြီးပဲလာတဲ့နော်ကို့စီကဘာကို take လုပ်ရမလဲဆိုတာကိုပဲလာတဲ့ဟာမျိုးတွေကိုဒီမှာ energy vampires တွေကိုပြောချင်တာ so အဲ့လိုဟာ မျိုးတွေနဲ့ဇက်တိုက်ဆိုလို့ကိုကကိုနေစဉ်နေ့တတူကမကိုနေတဲ့အခါကြောင့်လို့ရှိရင်ကိုဝစ်ထားတဲ့ယတနာတွေကတိတ်ထိဝင်နေကြောက်မြင့်ယတနာတွေအလုတ်လုတ်တယ်။ပြောင်ကောင်းစင်းဆိုလို့ရှိရင်သူကတစ္ဆာတစ္ဆာဖောက်တဲ့သူတွေကိုဥရောင်လို့ပြောင်ကောင်းစင်းလို့ဆိုရင်အရန်တော့ against လုတ်တယ်။ကိုတစ္ဆာဖောက်တဲ့သူလာတော့မယ်ဆိုရင်ကိုကအဲ့ပြောင်ကောင်းစင်းတို့ဒီဥရောင်တို့ဝစ်လိုက်ပြီဆိုရင်အဲ့တစ္ဆာဖောက်တဲ့သူတွေကဟိုဟန်ဆောင်ထားတွေပေါ်ပြီးတော့ကို့အနားကနေထွက်သွားတယ်။ သူတို့ရဲ့ deck site တွေကိုကြကြဟန်ဆောင်လို့မရဘူးပေါ့နော်လူလိန်กินတာပေါ့လူလိန်မြန်သွားတယ်လူလိန်ခဏခဏမခံရတော့ဘူးပေါ့ဒါမျိုးတွေရှိရဲ့အဲနောက်ဆုံးလိန်နဲ့သူလာရင်တော့မှအဲ့လူကဒုက္ခရောက်သွားတယ်ကိုယ်ကိုလိန်ဒုက္ခရောက်သွားတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဗရမများဆိုရင်တော်များတိတာဖုံးကန်ကြီးတယ်ပေါ့နော်ဗရမများကဖုံးကန်ကြီးတဲ့အပြင်သူက ဟိုကျက်မကြီးရအတိုက်ခိုက်တွေပါလေကိုယ်ကိုလုံလို့ရှင်မရဘူးပေါ့အောင်လုံးပြောခါရပါလေဆိုဗဒမြဝစ်ထားတဲ့သူနာကိုအဲလာလို့မရဘူးဒါမျိုးရှိရပါတော့เนาะဆိုတော့အဲ့လိုမျိုးအဲရေနာတွေကိုလည်းတိတ်ထတင်တဲ့အလွယ်ဆုံးနီးစနစ်ပေါ့เนาะအဲ့တော့ဒီမှာခရစ်စတယ်တွေပဲဖြစ်ဖြစ်အဆောင်ကြီးနဲ့ပဲဝစ်ဝစ်เนาะအကိုကเนาะအဲ့လိုမျိုးဒီအလွယ်ကူဆုံးเนาะရှမ်းပညာနဲ့တိတိတင်တဲ့နီးလေးကိုပြောပြပေးမယ်ဆိုတော့ဒါကဘယ်သူမှမဆိုလုံနိုင်တဲ့ ဘယ်နေနံဘယ်ရာတီဘွားမဆိုလုံနိုင်တယ်ဘယ်တက်ရွယ်မဆိုလုံနိုင်တယ်အဓိကပါဝင်တဲ့ပစ္စည်းကလည်းအရန်ယိုရှင်းတယ်ဒါကောင်းရင်ငချိတ်ပေါ့နော်ငချိတ်ဆန်ယုံငချိတ်ဆန်ပေါ့နော်ငချိတ်ဆန်တော့လိုရယ်ပေါ့နော်ငချိတ်ဖြစ်ရမယ်ကောင်းရင်ပြူမဖြစ်ရအောင်တခြားဆန်ဘာဆန်နဲ့မှမရဘူးဆန်လုံးမျိုးတို့နော်အဲဒီဘာစမာတီတို့ဘာဆန်နဲ့မှမရဘူးပေါ်ဆန်အဲ တောင်မြန်ပေါ်ဆမ်းမွေးပါနေမှမရဘူးအဒီလိုကောင်းရင်ငချိတ်စစ်စစ်ကိုဖျင်းရမယ်ငချိတ်တောင်မှနော်ဒီအဓိကရှမ်းပြည်ကနေထွက်တဲ့နော်ရှမ်း product မျိုးဖျင်းပို့ပြီးတော့ကောင်းတယ်နော်အဒီနောင်ချိုဒေသတဝိုက်ကထွက်ရင်ပို့ပြီးတော့ကောင်းပါတယ်ကျမတို့ရှမ်းပြည်ညာကဘယ်ကလာလဲဆိုရင်ကျမရဲ့ပြည်ညာကတော့မုံနဲ့တီဘောပေါ့နော်အဲနောင်ချိုအိပ်ဘက်တီကနေလာတဲ့ရှမ်းပြည်ညာနဲ့ဆက်ဆက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့မုံနဲ့ကအဖိုးဆိုလို့ရှိရင်ဒီတုံးနဲ့ရှမ်း product တွေဆိုမုံနဲ့ကပစ္စည်းကိုယူတုံးတယ်ပေါ့နော်ဆိုတော့ဒါတော့လောဆယ်ကိုရတဲ့ဒေသမှာတော့ရလိုဝဲလို့ရတယ်ဒါပေမဲ့အိပ်ဒေသက ထွက်တဲ့ပစ္စည်းဆိုတော့အကောင်းဆုံးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ပညာရဆိုတော့အကောင်းဆုံးဖြစ်တယ်ဆိုတော့ဒီဟာကကိုကိုတိုင်းရရှမ်းပညာလိုက်စားနေတဲ့သူတို့ဆက်နွယ်ရှိတဲ့သူတို့နော်ရှမ်းတိုက်ဆက်နွယ်ရှိတဲ့သူပညာဆက်နွယ်ရှိတဲ့သူစေဝါတွေထိုးနှံထားတဲ့သူဒီပညာနဲ့ very close ဖြစ်တဲ့ line ကိုရောက်နေတဲ့သူဆိုရင်တော့ချက်ချင်းလုံးချက်ချင်းဆွာနေပေါ့နော်တာမန်သူတွေဆိုရင်တော့နည်းနည်းအဒီထံဝင်ရတာတို့နည်းနည်းလေး ဟိုအချိန်ပေါ့နော်ပေးရတယ်ဒီပညာနဲ့ကိုယ်နဲ့ energy ကိုက်ဖို့တော့အချိန်ပေးရတယ်လောက်တဲ့နေရာလည်းအရန်လွယ်တယ်ကိုဗစ်တဲ့ဒီလိုမျိုး product ပေါ့နော်ကိုယ့်ရဲ့ဒီဟာတွေအကုန်လုံးကထားလိုက်တာပေါ့နော်ဆိုထားပြီးရင်ကျွန်တော်တို့ဒီမှာဆိုအပေါ်ကနေပြောပေါ့နော်ဒီငချိတ်ဆန်နဲ့မြုပ်လိုက်တယ်ပေါ့နော်ကျွန်တော်တို့ရှိတယ်ရတဲ့ဆန်မှားထားရတယ်ကအာဟာဒီပေါ့နော်ဆိုတော့ကတာမျိုးလေးပေါ့နော် ဆိုအဲ့လိုမျိုးအုပ်ထားပါတော့။အုပ်ထားပြီးကျွန်တော်ဘာလုပ်လဲဆိုရင်ဖျောင်းနိုင်လို့ရယ်။နီချင်လို့ရယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီလေးစိုက်ထားလိုက်တယ်ပေါ့နော်။ candles plain လေးနဲ့။ Okay အဲ့စိုက်ထားလိုက်တဲ့အချိန်ကာလမှာကျွန်တော်ဒီမှာဘာလုပ်ရလဲဆိုတော့တော်တော်များများကနော်ဟိုတချို့မေးကြရတယ်ရှမ်းပြည်ညမှာဘာတွေရွတ်ကြလဲပေါ့။ ဟိုတကိုင်းနဲ့တကိုင်းတနေရာတပညာနဲ့တပညာကိုတူမှာမဟုတ်ဘူးအဲမဲ့ကျမတို့ဒီပညာမှာကျမတို့အဖိုးတင်ပြခဲ့တဲ့ဟာဘယ်ရှမ်းပညာကိုပဲဆက်ဆက်ကျမတို့ကနမောတတဘဂဝါတော်ရဟတော်တမတမုတ်တတအဲ့သုံးခုနဲ့စတယ်ထိုင်းပညာမှာလည်းအဲ့လိုပဲအဲ့တော့ကျမတို့ရှမ်းပညာတွေယူရဲလို့ယွန်းပညာလို့ခေါ်တယ်ယူရဲပညာထိုင်းပညာတွေယူပြီးတော့နေ့တိုင်းနမောဒီဟို ritual တစ်ခုစရင်နမောတတမှာမရွတ်ရဲ့ ဒါဟိုလက်မခံအောင်ပေါ့နော်အဲပညာရေးဆိုင်ရာတော်တော်များများဆိုအဲ့လိုလက်မခံတာမျိုးရှိရဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီ intention ပေါ့နော်ကိုယ့်ရဲ့ဒီဟာလေကို cleansing ဖြစ်သွားအောင်အတွက်ဆိုတော့နမောတ္တရွတ်တယ်ပေါ့နော်နမောတ္တဘဂဝါတော်ရဟတော်တမတမုတ္တနမောတ္တဘဂဝါတော်ရဟတော်တမတမုတ္တနမောတ္တဘဂဝါတော်ရဟတော်တမတမုတ္တအဲ့တော့၃ခေါက်ရွတ်တယ်ရွတ်ပြီးတဲ့အခါမှာဘာရွတ်လဲဆိုလို့ရှိရင်နောက်တစ်ခုကယေတနာတုံရွတ်တယ်မေတ္တာတုံရွတ်တယ်ပုပ္ပာနာတုံလို့အင်္ဂုလိမာလာတို့ဘာလို့တခြားတွေမရွတ်ဘူး ဒီယတနာတို့ cleansing လုပ်တဲ့အခါမှာကျွန်တော်တို့အဓိကအဲ့ဒီဟာမျိုးရွတ်တယ်ပေါ့နော်အာခုနယတနာတုပ်ရွတ်တယ်ယတနာတုပ်ကအာကျွန်တော်အဖိုးတင်မိခဲ့တာဒီယတနာရဲ့နဲ့ပတ်သက်တဲ့ ritual တိုင်းမှာသွားတာကိုရွတ်တယ်နောက်ကွန်ပျူတာတုပ်ရွတ်တယ်အဲ့နှစ်ခုပေါ့နော်အဲတခြားတုပ်တွေပါတွေကတော့ဟိုရွတ်တယ်လို့တော့မကြားဘူးဒီဟာတွေကို cleansing လုပ်ရင်အဓိကအဲ့နှစ်ခုရွတ်တယ်ပြီးရင်ပထန်းရွတ်တယ်24ပစ္စည်းအကျင်းပေါ့နော်ပထန်းရွတ်တယ်လုံးဝ serious ဖြစ်တဲ့ကြောက်တွေပါတယ်ခြင်ပြီဆိုရင်တော့ပထန်းကိုစတဲ့ရွတ်တယ် ဒီအကျင့်ရောအကျင့်ရောအကုန်ရွတ်ကြရပါဘောနော်အများသဖြင့်ရဲနာကိုင်းတဲ့သူဆိုပဋ္ဌာန်းရွတ်ကြရအများကြီးဆိုတော့အဲ့ဒါမျိုးတွေကိုအာဒီမှာအာရီဂျူပါဘောနော်အနည်းနဲ့ရွတ်တယ်ရွတ်ဖက်ပြီးလို့ရှိကျွန်တော်တောင်တညာတော့တိတ်ထားတယ်တနည်းအားဖြင့်တညာတော့တိတ်ထားတယ်ဒီဖျောင်းနိုင်ကတော့ရွတ်ဖက်ပြီးတဲ့အထိထားရတယ်ဘောနော်ဒါကျွန်မနမူနာဖျောင်းနိုင်အကြီးကိုတုံးပြတယ်ကြတော့ဖျက်မယ်အသေးဆိုလည်းရတယ်ဆိုတော့အဲ့လိုမျိုးလုပ်ပြီးတညာတော့အိတ်ထားတယ်မနေ့ကျရင် ကိုရဲ့ရန်နာပစ္စည်းတွေပေါ့နော်ကြောက်တွေအဲတချို့ရွှေဆိုတဲ့ရွှေဟန်ချင်းတွေငောင်းငွေတွေဟန်ချင်းတွေအာ9 to 5အဲ့ဒါတွေကျွန်တော်ပြန်ပြီးစိတ်လို့ရပြီဆိုတော့ဒီဟာစားတို့တကြားတို့စီတို့နဲ့ဘာမှထိတွေ့တာမရှိတဲ့အတွက်ကြောင့်မလဲဒီရန်နာပစ္စည်းတွေပုံပယ်စရာဘာမှမရှိဘူးပေါ့နော်ဆိုတော့ဒါကတကြောင်နောက်ခုကျတော့ကျွန်တော်ဒီမှာ lucky အစီအရာဝတ်တဲ့ပစ္စည်းတွေပေါ့နော်အဲ့လိုမျိုးအာထားပါတော့ဒါဆိုကျွန်မဆိုရင် cross တွေတော့များရှိတယ်။ဒါဆို cross အတဲပေါ့နော်။ rosary cross အတဲရှိတယ်။ဒီမှာ cross ပြောင်းမြန်ရှိရယ် okay ပြီးရင်အာကွန်မီယိုတွေရှိတယ် see ဒီမှာဆိုရင်အာ buffer mat ရှိတယ်ဆိုဒီဟာတွေဆိုရင်တော့ကျမတို့ data logic ပညာနဲ့စာရင်းနဲ့ပစ္စည်းတွေပေါ့နော်အားဟာတွေကြတော့ဘာလို့ရလဲဆိုရင်သူကဒီတိုင်းပဲဒီလို logic ပစ္စည်းတွေကျမတို့ဒီ laptop ပေါ့နော် laptop မှာအင်းနေရေးရတော့ဘာမျိုးတွေပေါ့အဲ့ဒါတွေအကုန်လုံးဆိုအဲ့ဒါတွေအကုန်လုံးကျမတို့ဒီတိုင်းပဲသူကမြုပ်ထားလိုက်အောင်မှာဒီလိုမျိုးနေနေလေး မြုပ်ထားလိုက်အောင်မပေါ့တော့ဗောဒီပဲအဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးမြုပ်ထားလိုက်အောင်မယ်မြုပ်ပြီးတော့အကုန်လုံးတညာတိတ်ထားရုံမယ်ပြီးလို့ရှိရင်မနေ့ကျရင်တော့နေရောင်ပြရတာရှိရခါကျရင်တော့ဘယ်လိုတုံးရလဲဆိုလျှက်စီမီရောင်တိတ်ပြီးတော့မတုံးဘောနော် sorry ဒီလျှက်စီမီတွေဖျောင်းနိုင်ပြီးတိတ်မတုံးဒါဆိုကျမကညာပဲဆိုရင် အာလာရောင်ပြရဲဆိုတော့တအနောက်တိုင်းဘီစနစ်ပေါ့ကျမတို့ဒီဘက်မှာအမှန်ပဲနေရောင်ထုတ်ပြတာပို့ပြီးတော့များတယ်နေရောင်ပြရတယ်ပေါ့နော်ဒီရာတွေနေရောင်ပြရတယ်နေရောင်နဲ့ activate လုပ်တဲ့ပုံစံမျိုးဒါပေမဲ့အဲ့ဒီထဲမှာဒီလိုဟာမျိုးလေးပေါ့အဲ့တော့သဘောတစ်ခုနဲ့ကျမတို့ကနေရောင်နေတိုက်ရိုက်ကြတဲ့နေရာတစ်ခုပေါ့ဒီလိုမျိုးတနားရီလောက်သွားပြီးတော့ထားရတာမျိုးလေးရှိရအဲအာပြီးရင်နောက်တိုင်းဘီစနစ်နဲ့ဆိုတော့လာရောင်အောင်မထားတာမျိုးပေါ့နော်ဆိုတော့ဒါကြောင့်ဘာမှရွတ်စရာလည်းမလိုဖတ်စရာလည်းမလိုဒီမှာဒီကပါရီကလည်းဒါပြောမှဆိုရင်တော့အော်မော်ပစ္စည်းတွေပဲပေါ့နော် ဒီအနောက်တိုင်း lobby ပညာပစ္စည်းတွေပဲအဲမျိုးပစ္စည်းတွေပဲဆိုတော့ဆိုတော့အဲ့အမျိုးတွေကိုလုတ်ထားရပါတော့ဆိုတော့ကျွန်မလည်းအရင်ဒီရက်ပိုင်းတွင်းကိုတော်တော်ကိုတော်တော်စိုးစိုးပါပါတော့ဒီနှစ်ထဲမှာကိုစိုးပါဆုံးဒီ um energy vampire တွေနဲ့တွေ့နေရပါတော့เนาะညောင်းလေးနဲ့သူတွေကဆို energy vampire ဖြစ်လာတယ်အဲ့တော့ energy vampire တွေနဲ့နေပါများရင်လေကိုကပါ energy vampire ဖြစ်သွားတယ် energy vampire ဖြစ်သွားတဲ့ David ကဘာလဲဆိုတော့သူများရဲ့ energy ကိုအလဟာတလိုချင်တာကိုဘကဘာမှမပေးချင်တာ အဲပြီးရင်ကိုကိုချစ်တတ်တဲ့ဟာညော့သွားတာအများကြီးပေါ့နော် energy vampire ဖြစ်ချင်တာဒီကရိုးရိုး vampire ဖြစ်တာလည်းမဟုတ်တအားကိုဆိုးတဲ့နောက်ဆက်တွဲတွေအများကြီးဖြစ်နိုင်တယ်ကို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 ပျက်စီးသွားစေတဲ့အရာတွေအများကြီးပါတယ်ကိုကိုတိုင်းကိုပတ်ဝန်းကျင်ရောပါပျက်စီးစေရမျိုးပေါ့နော် ဲ့တော့ energy vampire တော်တော်များတည်ရလဲလေဒီ narcissist တွေเนาะ psychopath တွေ sociopath တွေအဲ့လိုမျိုးတွေဖြစ်နေတတ်တာလဲရှိတတ်တယ်ပေါ့ဆိုကိုကိုတိုင်းကလည်းအဲ့လိုမျိုးမဖြစ်ချင်ဘူးကိုကိုလည်းအဲ့လိုမျိုးလာလောက်တဲ့သူတွေနဲ့မတွေ့ချင်ဘူးပြီးတော့အဓိကကျွန်တော်က energy vampire တွေနဲ့တွေ့ရတဲ့ခါမှာဘာဖြစ်လဲဆိုကိုရဲ့လုံးနိုင်ဆိုတာတအားယော့တယ်တိလာကိုရဲ့လုံးနိုင်ဆိုတာတအားယော့တယ်ကျွန်တော်ဆိုရင်အဲတင်းနန်းနေတင်းလိုက်တယ်ပေါ့နော်အာဒီတင်းနန်းမှာတင်တော့အားပြေပဲနောက်တန်းရောက်တော့အာလုံးဝဆွဲဆုပ်လိုက်တယ်လို့ခံစားရတာ နောက်တန်းရောက်တော့အားပြည့်သွားဘာဖြစ်လို့လဲပေါ့ငါရဲ့အားအတက်ကြဖြစ်နေလားငါရဲ့မူကအတက်ကြဖြစ်နေလားဆိုချိလိုက်တဲ့ခါကျတော့ဒီမှာကိုကဘလောက်ကြီးကိုနဲ့ energy ကိုက်တဲ့သူတွေကိုယ့် community ရဲ့မှာရှိလေ energy မကိုက်တဲ့သူတွေရှိလေပေါ့ဒါပေမဲ့မကိုက်တဲ့သူတွေနဲ့ဆိုကျွန်တော်တို့ကဟိုရေဆက်ပါနေတော့ no လို့ပြောလို့မရအောင်ခါကျန်ကိုတကယ်ချစ်တဲ့သူတွေကအစားကိုယ့် energy vampire လုံနေအောင်မျိုးတွေရှိတယ်ဟိုအဲ့လိုမျိုးကြောင်မနေစရာပေါ့နော် ကိုမချစ်တဲ့သူက energy vampire လာလောက်တာလည်းရှိတယ်။သစိမ်းနေရာလည်းရှိတယ်။ပတ်စံပေးပြီးလည်း energy vampire လောက်တယ်။ချိုးတွေကပတ်စံမပေးပဲလောက်တယ်။ပတ်စံပေးပြီးဆိုတော့ကြဒီမှာကျ energy vampire တော်တော်များအမှန်တကယ်ဘာမှမပေးဘဲနဲ့ကိုလောက်ကြတာများတယ်။ဟိုပတ်စံပေးပြီးဆိုတော့ကြဒါကျတော့ service လို့ဖြစ်သွားတာပေါ့နော်။ service လို့ဖြစ်သွားတဲ့အချိန်မှာတော့ energy vampire တယ်လို့တော့မဟုတ်ဘူး။သူတောင်းလာတဲ့ service ကိုကိုပေးတယ်ဒါမျိုးပေါ့နော်။ဒါပေမဲ့တချို့ဟာတွေတော်တော်ကိုဆိုးတယ်နော်။ပတ်စံငွေကြီးနေမဆိုင်ဘူး။အာတော်တော်လေးကိုပေါ့ဟိုကိုစီကအကုန်ယူမယ်ပေါ့အဲ့လိုပုံစံမျိုးเนาะ အဲတရားပေးပြီးတော့တသိန်းလောက်ယူမယ်ဆိုတော့ဟာမျိုး energy အကုန်ယူမယ်ဆိုတော့ဟာမျိုးအဲဒီလောက်ကလေးပေးထားတယ်သူ့အတွက်ကိုအချိန်ပြည့် attention ပေးနေရမယ်ဆိုတော့မျိုးပေါ့နော်အဲ့တော့လူတစ်ယောက်ကကိုယ့်ရဲ့ life ကိုတော့ကို attention ပေးဖို့ကိုတော်တော်ခက်ပါတယ်ဒါကိုယ်တိုင်းနဲ့ခံစားမိလို့ပဲဘဝတစ်ခုကိုဒီဆောက်နေသူအိဗယ်ရှိရှိဒီဆောက်နေသူဆိုဒါအားကိုကိုယ့်ရဲ့ life ကိုအခုခက်ကိုကလာအခုကုံစင်းလုံးအနေနဲ့တိဆောက်ဖို့တအားခက်တယ်နော်ကိုယ့်ကိုတော့ attention ပေးဖို့ခက်နေတဲ့အချိန်မှာကိုရီးစားတို့ကိုချစ်သူတို့ကိုမိဘတို့ကိုလည်းဒါ attention ပေးရတာရှိတယ်ဒီလိုမျိုးအမျိုး attention ပေးနေအောင်တော်တော်ပင်ပန်းနေတာကွာ ဲ့ချိန်မှာလူတယောက်ရဲ့ဘယ်လိုခေါ်မလဲ another circle ဘယ်လိုခေါ်လူတယောက်ရဲ့ဒီကိုယ့်ရဲ့ circle တွေကလူမဟုတ်ပဲအပြင်ကလူတယောက်ရောက်လာပြီဆိုတော့တော်တော်ကိုပင်ပန်းတာမျိုးရှိတယ်တော်တော်ကိုစိတ်ညစ်ရတယ်အထူးသဖြင့်ဒီ terror reader တွေဆိုရင်အများကြီးကိုယ့်ရဲ့ circle ကအမှန်ပဲ boundary ကနှိမ့်တိုင်းပွင့်နေတာဟုတ်ဆိုကိုကဟို ်မေးချင်တဲ့သူလာခဲ့လို့ welcome လုပ်ထားတာအောင်เนาะဆိုတော့ခါကျတော့ကျွန်တော်တို့ဒီမှာပါလာတဲ့သူတွေမှာဟို energy အားဖြင့်မမျောနိုင်မကြတော့ရှိတယ်တမင်ကြီးရောလာယူရလည်းရှိတယ်မျိုးစုံမခံရတာကျွန်တော်ဆိုရင်လူတွေနဲ့တွေ့ရမှာအရန်ကြောက်တယ်ဘာဖြစ်ကြောက်လဲဆိုအခုမှမဟုတ်အရန်တွေကကြောက်တယ်ပေါ့နော်ဘာဖြစ်လူတွေနဲ့တွေ့ရမှာကြောက်လဲမင်းလူတွေစီကနေပေါ့ဒဇိန်ကမှကျွန်မနဲ့ဒီလိုမျိုး physical touch ပေါ့နော်အဲ့လိုနီးစပ်ဖြစ်သွားရင်ရောသူ့စီကလာတယ်အပူတိုင်းအပူမိုးကိုမခံစားနိုင်ဘူးကျွန်မနဲ့ကျွန်မ client နဲ့ဟိုဘက်ဒီဘက်ထိုင်နေတဲ့အချိန်မှတောင်မှဒါအရန် close ဖြစ်သွားပြီဆိုရင် သူ့စီမှာရှိရအပူပေါ့နော်သူရဲ့မိသားစုအပူဒါသမီးအပူငွေကြီးအပူအဲ့ဒါတွေကိုကျွန်တော်တို့လာရိုက်တာ तू ကတော့မသိဘူး तू ကတော့မသိဘူးအဲ့လူကတော့တမင်လောက်တာမဟုတ်ဘူး तू ကလာမေးတယ်သူ့မှာအပူတွေနဲ့လာတာကွာနိုင်ငံသားသွားဖို့တို့နော်အဲကလင်းမွေးဖို့တို့အဲဒီမျိုးတွေ तू လာတဲ့အချိန်မှာ तू ကဒီတိုင်းပဲနေတာဘာမှမလုပ်ဘူးဒါမှကျွန်မကကြောက်ဒီဘက်မှာပါလဲဆိုလူတွေနဲ့အဲ့လိုမျိုးအာ aura လူတွေကိုယောင်ကိုဝါလူတွေ energy feel ကိုအရန် soft ဖြစ်တဲ့သူဆိုကျွန်မဒီဘက်တော့ထိတယ် သူဖြစ်နေတဲ့အပူအတိုင်းကျွန်မဒီဘက်မှာသွားထိအောင်မျိုးရှိရအောင်ကျွန်မအပြင်မှာဆိုရင်အမှန်တကယ်လူတွေးဟောတာနည်းတယ်ဟိုကျွန်မတကယ်ချစ်တဲ့သူတွေတကယ်ခင်တဲ့သူတွေဆရာသမားတွေနဲ့ပဲဟိုကျွန်မတကယ်ဟိုစကားပြောမှန်းသူတွေနဲ့ပဲကျွန်မအပြင်မှာသူတို့နဲ့တွေ့တယ်တွေ့တဲ့ခါဆိုရင်ငါအဲ့လိုပဲ energy ရိုက်ခတ်တာရှိပဲမယ်ကျွန်မဒါ resist လုပ်နိုင်တယ်ပေါ့နော်တချို့တွေမထင်မှတ်ပဲအပြင်မှာတွေ့တဲ့ခါမျိုးကြာရင် resist လုပ်နိုင်နေအာအင်းနေတယ်အဲ့ဒါကြောင့်ကျွန်မဘာလုပ်ရလဲဆိုရင် ဟိုပြောမလို့နေ့တိုင်းအသက်ရှင်တယ်မို့နေ့တိုင်းလူတွေနဲ့ communication လုပ်ဖို့အတွက်တော့ကျွန်မဒီလိုအဆောင်တွေကိုလိုတယ်အဲဒါမှအဲ့ဒါအဆောင်ဆိုတော့ပို့တယ်သဘောတရားဒါတွေအကုန်လုံးကအချို့ကပါလဲဆိုကျွန်မဒီအဆောင်တွေပို့တော့အဲသူတို့ကိုပေါ့ဘီယာတွေနဲ့ပဲဆွဲဆောင်တော့မလူလို့အဲသူတို့ကိုပဲနော်ဟိုကိုယ်ချစ်လောက်လှုပ်ယူတလို့လို့တချို့ကအဲ့လိုမျိုးအမြင်မှားကြရပါတော့တကယ်တမ်းကျရင်ကျွန်မဒါတွေကိုဆောင်တဲ့အတိတ်တွေကပါလဲဆိုရင်သူတို့စီကအပူတိုင်းကျွန်မစီကိုရောက်မလာဘူးသူတို့စီက energy ကျွန်မစီရနေပြီးတော့စုပ်ယူရဟောက်ကျွန်မဒီဘက်မှာတားထားတာငါစီရဖာ energy မှမယူနိုင် energy မှမယူနိုင် okay အောက်ဆုံးငါအရန်ပင်မန်းနေလို့ငါအတွက် coverly ဆိုကျွန်မဒီလိုမျိုးပေါ့ကစားနေရ coverly လိုက်ပြီးလုံနေကျွန်မကိုကျွန်မလုံဖို့အတွက်ကိုကျွန်မဒီလိုမျိုးအဆောင်တွေပစ္စည်းတွေ ritual တွေကျွန်မအဓိကလုပ်ရတယ်ပေါ့နော်ဆိုတော့ဒီဟာကတော့ တွေ့လောတွေ့ကြုံနေရတဲ့အခြေအနေလေးကို sharing လုပ်ပေးရပါကျမတို့ပဲတော်တော်များများလဲ spiritual အလုပ်ကိုလုပ်နေသူတို့များလဲခံစားမိလိမ့်မယ်ကိုပေါ်ရမှာပေါ့နော်အဲ့လိုကြုံခဲ့ရတယ်ဆိုရင်ဒီနည်းလမ်းလေးကိုအသုံးချလို့ရပါတယ်ဆိုတော့ဒါကျမရဲ့ကိုပိုင်းနည်းလမ်းမဟုတ်ပါဘူးအဖိုးအသင်တွေရဲ့ sharing ပညာတွေပါဆိုတဲ့အခါကျတော့အလွယ်ကူဆုံးနဲ့နော်အမြင့်ဆုံးလုပ်နိုင်တဲ့ဒီစနစ်လေးပါအဲ့တော့ကိုဟာဗုဒ္ဓဘာသာဆိုရင်တော့ ကုနာလူရနာတို့တို့မေတ္တာတို့တို့ရွှေကြပါเนาะပထန်းတို့ရွှေကြပါဒီစီရင်လုံးနဲ့ချိန်မှာကိုကတော့ဘာမှဘယ်ဘာသာမှမကိုကိုွယ်ဘူးဒီဟာကိုတော့စမ်းကြည့်ချင်တယ်ဆိုတော့ဘာမှမရွှေနဲ့ကျွန်မပြောလို့ပဲကုနာလူအဲဒီကောင်းကင်းလေးနဲ့ဖုံတာပြီးနေအောင်လိုက်အောင်ပြတာလေးလုပ်ပါလို့เนาะ